ရရှိကောမြတ်ကြီးရဲ့တမယုတ်တညေတော်ကိုပူဇော်တော်အပ်တဲ့ဒီညောင်ရည်ကြီးကိုငါဒီဘောရည်ရည်ကြီးကိုညောင်ရည်သုံးလုံးပါတယ်ဒီဘောရည်ရည်ကလည်းပဲကိုယ်ကိုယ်ခံပူဇော်ခံတိုက်တယ်နော်ပရိဘောကဇေဒီလို့မှတ်ဇေဒီကိုပူဇော်တော်အပ်တဲ့ဦးဇင်းတို့တွေဘောဘုန်းတို့တွေကဒါကညောင်ရည်သုံးလုံးပွဲတော်ဆိုပြီးတော့မှနော်ရှင်း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 သောဗုဒ္ဓဘာသာဝင်အဖို့ဖွားတွေရဲ့အမွေကိုဆက်ပြီးတော့ခံယူရတယ်ဟုတ်ပြီနော် ရှင်ရှင်ကဘဝနဲ့အမွေဆက်ဆက်ပြီးတော့ခံယူပြီးတော့မှဘုရားတော်ပူဇော်သားအဖြစ်မြန်မာတပည့်ကညံတော်ပူဇော်အဖြစ်ဘုရားလောင်းတော်ဖြည့်ဆည်းခဲ့တဲ့ပါမီတော်ကိုပူဇော်သောအဖြစ်ညောင်ရည်သွန်းလောင်းပါတယ်ဆိုပြီးတော့မှစိတ်ထဲမွေးမြူပြီးတော့မှညောင်ရည်သွန်းလောင်းပါအဲအရာကြောင့်ကုတဲ့အစပြီးတော့မှဗောဓိညောင်ရည်ကြီးကိုပူဇော်ခဲ့အနေနဲ့ပထမဦးဆုံးနမောတန္တာကုန်းကြီးရုပ်ဆုံးမယ်အဲ့နောက်ပြီးငါတော်ဖရာကြဗျဟုတ်ပြီနော် ။ငါတို့ဘုရားကြာပြီးဒုဗုဒ္ဓဒုဗုဒ္ဓပြီးတဏ္ဍကုံတည်ပါစေဆိုတဲ့ခင်ဗျာ။ကြာခရပွားတဲ့နေမြာပါသက္ကရိမာချောင်းဆရှိတောတော်မင်းဖားစေမာယာ ပဲဇနီးကတော့မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ကဆုံလာပြည့်နေ့ဖြစ်ပါတယ်ဒီကဆုံလာပြည့်နေ့ဟာဘုရားဘာသာဝင်တိုင်းဘုရားဘာသာဝင်တိုင်းပူဇော်ကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဘုရားရှင်ရဲ့ဖြစ်တော်စဉ်ထဲမှာအထူးအဖြင့်ပါပါတယ် ဒီကဆုံလာပြီနေ့ကဆုံလာပြီနေ့တိုင်းမှာဒီကရမမြတ်စွာဘုရားရှင်ကိုရမြတ်အလောင်းတော်ဘဝသူမူတာရတိလေးဘဝမှာဒီပင်္ဂရာမြတ်စွာဘုရားရှင်မှာဗျာဒိတ်တော်ခံယူတဲ့အခါမှာလဲဒီကဆုံလာပြီနေ့ဖြစ်ပါတယ်နောက်တစ်ခါဒီကရမမြတ်စွာဘုရားရှင် မွေဖွားတော့မူတဲ့နေ့ဟာလည်းပဲဒီကဆုံလာပြီးနေ့ပဲဖြစ်ပါတယ်နောက်တစ်ခါဘုရားရှင်ကိုယ်တော်မြတ်ကြီးတပည့်ညွတ်တဉာဏ်တော်ကြီးကိုမဟာဗောဓိပင်အောက်မှာရရှိတော်မူခဲ့တဲ့နေ့ဟာလည်းပဲဒီကဆုံလာပြီးနေ့ပဲဖြစ်ပါတယ်နောက်ဆုံးမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံဝင်တော်လည်းပဲဒီကဆုံလာပြီနေ့ကိုပဲပရိနိဗ္ဗာန်စံတော်မူပါတယ်အဲဒါကြောင့်ဗျာဖွားပွင့်စံဆိုတဲ့လေးချက်နဲ့အညီဒီကဆုံလာပြီနေ့ဟာနေတူးနေမြတ်ဗုဒ္ဓနေ့လို့ဗုဒ္ဓဘာသာဝင်တိုင်းကသတ်မှတ်တော်သတ်မှတ်ထားခဲ့ကြပါတယ်အဲဒါကြောင့်ဒီ ကဆုံလာပြီနေ့ကိုဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပရိဘောဂဇေတိထိုက်တဲ့တပညုတ္တဉာဏ်တော်ရရာဒီမဟာဗောဓိညောင်မင်းကြီးကိုညောင်ရင်သွန်လောင်းပွဲပြုလုပ်ကြတာဖြစ်ပါတယ်